မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့အချိန်တွေတွေ့ရွေ့နဲ့ပြောင်းလာတာအခုဆိုရင်2025ကိုကုန်2025ရဲ့6လပိုင်းကိုကုန်လို့10လပိုင်းအောက်တိုဘာတလတာကိုရောက်ရှိလာပြီအဲဒီ10လပိုင်းအောက်တိုဘာလအတွင်းမှာစနေသားသမီးမိတ်ဆွေတွေဒီတလတာတော့ဒီမှာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာကွန်ဆာတန်ကိုဆရာကဥစွာခေါ်ကြပြီးမှာဖြစ်တယ်ဒီလိုမိတ်ဆွေတို့အနေနဲ့အဲဘယ်ကနေကြည့်နေရလဲဆိုတော့ဆရာကမှတ်မိကြပါအောင်ဥစွာဇနီးသားသမီးမိတ်ဆွေအားလုံးအဆက်ဆက်အရရအစဉ်ပြေအောင်မြင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုတာအပ်ပါတယ် ဒီ2025ခုနှစ်အောက်တိုဘာလအတွင်းမှာစနေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာအရာရာကိုအဲဘာကိုဖြစ်ဖြစ်အဲကိုကိုကိုစိတ်သက်အားချအကြနေတာမျိုးငါလုံမလုံနိုင်ရဲ့လားအဖြစ်မှဖြစ်ရဲ့လားငါကြိုးစားတာအောင်မအောင်နေရဲ့လားဆိုတဲ့စိတ်မျိုးလေးတွေငါတိထက်တော့ပိုလုံနိုင်ရမှာဆိုပြီးကိုကိုကိုစိတ်တိုင်းမကြခြင်းကိုကိုအားမကြခြင်းအားမရခြင်းများစွာဖြစ်ပေါ်နေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေစနေသားသမီးများအနေနဲ့ဒီလကတော့ဒီမှာ ဘာလို့ဖြစ်ဖြစ်ကိုကိုကိုအရင်ကြီးစိတ်ထဲမှာဖြစ်ရှင်တဲ့ဆန္ဒဇော်ကလေးတွေကိုအရင်ကြီးမပြင်းထန်ပါနဲ့အဲမိမိကိုကိုစိတ်တိုင်းကြခြင်းအားမရခြင်းတွေကိုကိုကိုကြုံနေရတော့ကာလာပိုင်းရှားဖြစ်တဲ့အတွက်မိစေစနီသားသမီးတွေကဒီလာတာတော့ဒီမှာဘာလို့ဖြစ်ဖြစ်အဲကိုကိုကိုအပြစ်မြင်တာမျိုးထက်အကောင်းကြီးတွေကိုမြင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ဘာလို့လုံးလုံးနောင်နှမရနဲ့ချိန်တူဆောင်ရွက်ပြီးတော့ငါကောင်းတော့မှာဆိုတဲ့စိတ်ကလေးတွေ မွေးမြူပြီးလှုပ်ဆောင်တာဟာမိတ်ဆွေတို့အတွက်ပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လဖြစ်ကြောင်းဆရာကအကြံပြုပြောပြလိုက်ပါသေးခင်ဗျာနော်ဒါအပြင်စနေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ဒီတလတာတော့ဒီမှာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအစင်းအမြင့်နဲ့ပတ်သက်တာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တာမျိုးလေးတွေ ဖြစ်ရတတ်တယ်လို့မိတ်ဆွေစနေသားသမီးများအနေနဲ့အစ်စ်နဲ့နဲ့ပတ်သက်လာတဲ့အခါရှတောက်ကိုထိခိုက်ချနာခြင်းမျိုးတွေလက်တို့ခန္ဓာကိုယ်အကျောအစ်စ်နဲ့ပတ်သက်တာမျိုးတွေဒီမှာထုံကျင်တာမျိုးနာကျင်တာမျိုးအကျောတင်အကျောတက်တာမျိုးတွေအကျောထုံတာမျိုးတွေအဆရှိတဲ့အရာလေးတွေမှာတတိထားစီရင်ပေးရလိုအပ်ပြီးတော့ကျန်တာကတော့ဆူဆူဝါးဝါးပါမှမရှိလာပါဘူးခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတက်တယ်အရှင်ကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတက်တော့လာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးနဲ့ပတ်သက်လာရင်ခရီးသွားကိစ္စလေးတွေကြောင့် မပြင်မပြက်ခရီးသွားကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေကြောင့်သူမဟုတ်အမေကြောင့်အမကြောင့်အခြားအကြောင်းပြုပြီးတော့ငွေချင်းနဲ့ပတ်သက်ကိုယ်ကြောင့်မဟုတ်ပဲတပါးသူကြောင့်တော့ငွေကုန်ကြီးကြအများရတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့ဒီလတာတော့ဒီမှာခရီးသွားကိစ္စလေးတွေအဲဆွနာလိုကမိသားစုကိစ္စလေးတွေအိမ်တွင်းကိစ္စလေးတွေအရှေ့ကိစ္စလေးတွေကြောင့်တော့ကိုယ်ကြောင့်မဟုတ်ပဲငွေချင်းနဲ့ပတ်သက်ဝင်ဝင်နဲ့ထွက်ဝင်ဟာမမြဲတာမျိုးလေးတွေ ဒီဘက်ကဝင်ဟိုဘက်ကထွက်နေတာမျိုးလေးဂျုံကတက်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်လို့ရှိရင်ကိုယ်လက်ထက်ထားချင်းတဲ့တစ်ခုတစ်ယောက်တူတစ်ယောက်ကိုစွန့်လာလို့ပေါ့ယင်းနှီးထားတာမျိုးရှိတဲ့ငွေကိုဘဏ်ထဲမှာထည့်ထားတာမျိုးဆရာငယ်ကိုပေးထားတာမျိုးလောက်ဆောင်လဲရပါတယ်လို့ဆရာကပြောလိုပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစေရန်အတွက်တဘာရေးရေရာလေးပြီးလိုက်ပါမယ်မိတ်ဆွေတို့ခင်ဗျငွေကြီးငွေမြဲစေရန်အတွက်ဆိုလို့ရှိရင်ငွေကြီးကံအားကောင်းစီပြီးတော့ငွေမြဲစေရန်အတွက်ဆရာတို့ ဒီဆာရကတ္တုဆာရလေးတခုကိုအပန်းရောင်ကတ္တုဆာရလေးတခုကိုဒီဘက်ကလည်းနှစ်လက်မှာအလျားကလည်းနှစ်လက်မှာအငန်ကလည်းနှစ်လက်မှာနှစ်လက်မှာနှစ်လက်မှာလေးကိုကြိုက်လိုက်ကိုက်ပြီးတဲ့ကတ္တုဆာရကလေးမှာတရိကံလိုပုံလေးတောင်းပြလေးဆွဲလိုက်ပါနော်တရိကံလိုပုံလေးတောင်းပြလေးဆွဲလိုက်ဇာတာကိုတင်ပေးခဲ့ပြီးတယ်နော်တရိကံလိုတောင်းပြလေးဆွဲပြီးတော့မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့ဆနလူကံကောင်းအဲ့ဒီကတ်ကလေးကိုပဲပလတ်စတစ်လောင်းပြီးမိမိရဲ့ပတ်စံအိတ်အတွင်းအိတ်ကတ်အတွင်းမှာဆောင်းသွားရင်ငွေမြဲစီတာတော့အထီးကြပဲဖြစ်ကြောင်းခံလောက်ပြောကြရပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလောက်က လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်တော့ဒီလတာတော့ပြင်မှာ OA ရှမ်းပြည်နဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးပါတယ်အယောင်းဝင်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲရေလန်းခီးသွားဆိုင်ရာလုပ်ငန်းတွေအဖွဲ့အစည်းအသင်းခွဲနဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးတယ်ဆွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်တာမျိုးလေးတွေကုသံရောင်းဝယ်ရေးတို့ငပိတို့ငှက်လျှောက်တို့ဟာစတင်လှုပ်ဆောင်လို့လဲမိတ်ဆွေများဘာလို့ဖြစ်ဖြစ်ကိုပိုင်းလုပ်ငန်းကိုယ့်ရဲ့ဟိုဆွမ်းနာလို့ပေါ့ဖြစ်လို့လဲမိတ်ဆွေများ ဆက်တူပေါင်းစုလုပ်လို့တဲ့မိတ်ဆွေများရှေ့တို့ဆောင်ရလောက်ဆောင်မှာအစု share နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ် OA Xiaomi တိုက်တာလေးဒီမှာလည်းမပြမပြဖြစ်နေတဲ့မိတ်ဆွေများပြပြအောင်ဆွမ်းဆောင်နိုင်တယ်လို့ OA Xiaomi ကိုရောင်းခြင်းဝယ်ခြင်းတွေရှေ့တို့ဆောင်ရ လို့ကောင်းသောကာလဖြစ်ပါတယ်ယာတုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရင်တော့ငဘုကယာတုကိကိစ္စနဲ့ပတ်သက်ပြီးယာတုဖြစ်လို့တဲ့ကိစ္စမှာနှစ်ဦးနှစ်ခုနှစ်ခွာဆုံးဖြတ်ချက်နှစ်ခုရှေ့တိုးရင်ကောင်းနောက်ဆုံးရင်ကောင်းဆိုတာမျိုးယာတုတိုးရင်ကောင်းယာတုတဲ့လက်ရှိရှိနေတဲ့နေရာနေရာလည်းအစမပြေမှာကြောက်တယ်ယာတုကလည်းတိုးကျင်တာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခုနှစ်ခွာဖြစ်နေတာမျိုးလေးတွေအိုးအိမ်ချမ်းမြေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးအကုန်ကြလေးတွေများရတတ်တော့လေမိမိတို့အနေနဲ့ယာတုတိုးခြင်းကိစ္စယာတုတက်ခြင်းကိစ္စတွေမှာတော့ မိမိတို့ဖြစ်ရှင်တော့ကတော့ဖြစ်မလာပဲနဲ့အခုလိုစိတ်လျှော့ထားမှမဖြစ်ရှင်မှဖြစ်လာတာမျိုးလေးဂျုံကတက်တက်ပြအရင်ကြီးတော့ emotion နဲ့မဆန်နဲ့တဖက်လက်သားသားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေအနေငယ်ဖြစ်ရတတ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင် စားတော့ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေစားစက်ပစ္စည်းနဲ့ပတ်သက်တာတွေ အိုးအိမ်ဆံမီအင်းအိုင်အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေဒီအဲချစ်တို့ဆံရလို့ဆောင်မှာဒီကားစုတွေတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွယ်နေနေတာစနေသားသမီးတွေဒီလက်ထာတော့ဒီမှာနားလည်မှုယူခြင်းအဲကိုကိုယ်တိုင်ကျူးစားပြီးတော့စွမ်းဆောင်ခြင်းအစီအပြောင်းမိသားစုနဲ့ပတ်သက်ပြီးတော့နွေနွေထွေးထွေးဆောင်ရွက်ရှင်းဆုံးပြည့်စင်တွေတို့ကမိစေစနေသားသမီးတွေကဒီလက်ထာတော့ဒီမှာအားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီအနာဂတ်ဆံရလုပ်ငန်းတွေချစ်တို့ဆံရလို့ဆောင်မှာငါဒါအပြင်အယောင်းဝင်နဲ့ပတ်သက်တာမျိုးလေးတွေ အဲဖြစ်လို့ဆောင်ရလွတ်ဆောင်လို့ကောင်းတော့ကာလာဖြစ်ပြီးမိဟောင်းဆွေဟောင်းတွေရဲ့အကူအညီကောင်းထောက်ကူကောင်းရရှိတတ်တယ်လို့မိဆွေတစ်တွေရဲ့အကြံစီတွေကိုရရှိခြင်းအခွင့်အလမ်းကောင်းတွေကိုပေါ်ပေါက်ဖြစ်နေကြုံရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ဒါအပြင်မိဆွေတို့ဒီလာတာတော်တွေမှာဆိုရင်ညီကိုမောင်နှမတွေရဲ့ကိစ္စလေးတွေကြောင့်အစဉ်ပြေမှုလေးတွေထူးထူးခြားခြားအထောက်အကူလေးတွေရရှိလာတာမျိုးတွေကြုံရတတ်တယ်လို့ဝေးကွာနေတော့ဆွေမျိုးညီကိုမောင်နှမတွေနဲ့ပတ်သက်လို့ရှိရင်တရင်ကောင်းကြအချင်းအလူတန်းလောက်အချင်းဘာသာတရားအလူတန်းအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြုလုပ်အချင်းတွေ တပင်ကောင်းကြရခြင်းနဲ့နဘူကမဖော်မပြောတော့ညီကိုမမသွေးရင်သားရင်နေနဲ့ပတ်သက်လို့နဘူကပြောက်လို့အဆက်အသွယ်ပြတ်နေတော့သွေးရင်သားရင်နေနဲ့ပတ်သက်ပြီးတော့ပြန်လဲဆက်တော့ရရှိတာမျိုးတွေကြုံဝတ်တက်တယ်လို့ဆွေမျိုးသားချင်းတွေရဲ့အလူတားကိစ္စဘာသာရေးကိစ္စတွေမှာကိုကဦးစီးဦးဆောင်ပြီးတော့ရှေ့တိုးဆောင်ရွက်ပြီးတော့မျက်နှာပွင့်လန်းစီတော့လဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ရစီခင်ဗျာပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားရပ်ဝေးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့ပဲမိတ်ဆွေများကိုကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ရှင်းတာတဦးတယောက်ရဲ့အကူအညီကိုရယူလိုက်ပါ ငွေကြီးနဲ့ပတ်သက်လို့အလိန်ခံရတာမျိုးလေးတွေသတိထားဆင်ခြင်ပေးပါငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာခကြီးသွားကိစ္စလေးတွေကြောင့်အထက်မှာလည်းဆရာပြောခဲ့သလိုငွေကုန်ကြီးကြအများကြီးတက်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်ဆက်ထားလို့ပေါ့ခကြီးသွားကိစ္စလေးတွေကြောင့်နိုင်ငံခြား passport visa လုပ်ငန်းလေးတွေကိုမထိမတွေ့မသိမမြင်တဲ့ကိစ္စလေးတွေမှာကိုကနေပြီးတော့ပြောဆိုတာမျိုးလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေငွေကြီးအလိန်ကြအလိန်ခံရတာမျိုးလေးတွေဂျမ်းဖြစ်သွားတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ယာလူလုပ်ငန်းကိုင်ငန်းယာလူနဲ့ပတ်သက်လာရင်တော့အဲမိမိကိုငကိုကနားလည်မှုလွဲနေတော့ယာလူလုပ်ငန်းတွေမှာနားလည်မှုပြန်လဲရရှိလာတာမျိုးတွေငကိုကကိုယ့်ကိုအပြစ်တင်သောကိစ္စလေးတွေမှာတော့ကိုယ့်ကိုအစဉ်ပြေအောင်ဆွမ်းဆောင်နိုင်တော့အဲတူးနဲ့တူးတယောက်နဲ့တယောက်ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုကိုရရှိတော့ကာလဖြစ်ပါတယ်သို့တော့အထက်လူကြီးအမျိုးသမီးတူးတယောက်ရဲ့မနာလိုမုန်းထားမှုလေးတွေကြောင့်ကိုယ့်ဘောမှာစီမင်းအစ်စ်တွေစီကံအစ်စ်တွေစနာလိုထုတ်တာမျိုးလေးတွေကြောင့်စိတ်မတိုင်းမချတာမျိုးလေးတွေအစိမ့်နေရတာမျိုးလေးအနေနဲ့ကြုံရတတ်တယ် တိထားဖို့လိုအပ်တာကတော့စံနေသားသမီးမိစေရကံဟာဒီလာတာတော့ဒီမှာဘာကိုလှုပ်လှုပ်နှစ်ကြိမ်နှစ်ခါပြန်လို့ကတက်တယ်တစ်ကြိမ်နဲ့နဲ့မပြီးမပြတ်ဘူးစာချုပ်ကိစ္စလေးဒီမှာလည်းနှစ်ခေါက်ပြန်ဆင်းရတာမျိုးတွေနေရာထိုင်ကိစ္စလေးဒီမှာလည်းနှစ်ခေါက်ပြန်ဆင်းရတာမျိုးတွေရာထူးတို့ရာထူးတက်ရာထူးတင်တဲ့ပတ်သက်လာရင်လည်းနှစ်ခါပြန်ဆင်းရတာမျိုးတွေဖြစ်ရတဲ့အတွက်ကြောင့်မလို့တခုတည်းကိုဥပမာပေါ့ကံတရားကိုလည်းယုံကြည်ဖို့လိုအပ်တယ် ဒါကြီးပေါ်မှာမရရင်ဆိုပြီးတော့အရန်ကြီးလိုက်ပြီးတော့ပြောဆိုတာမျိုးထက်အော်ဒါဟုတ်မှမရရင်လည်းနောက်တစ်ခုတော့ပါမှာပဲဆိုတဲ့ဒုတိယသစ်စင်မျိုးလေးတွေတွေးခေါ်ပြီးတော့ဖြစ်ရှင်တဲ့ emotional ဆန္ဒစနေကိုရဲ့ပီဇာကလည်းအရန်ကြီးဖြစ်ရှင်တဲ့ဆန္ဒပြင်းပြတဲ့လိုချင်လာရင်ဖြစ်ရှင်လာရင်ဘာဟုတ်မှဘီမဆိုင်တတ်တဲ့ဇယံအကျင့်ကလေးတွေဗီဇာကလေးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့တစ်ခါလီမှာနည်းနည်းလေးအချိန်ကလေးကိုလော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 မလုံးနဲ့အလင်းစလုံးမလုံးနဲ့အတင်းကြီးမပြောနဲ့ကိုယ့်ရဲ့အားနဲ့ချက်ဒီပေါ်စီကြောင်းဆရာကထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာ လူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်တော့စနေတော်မိမိတ်ဆွေတွေအခြေအနေနဲ့ပတ်သက်လာရင်ဝေးကွာနေသူတွေပြန်လဲဆက်သွယ်ရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့အခြေအနေနဲ့ပတ်သက်လာရင်ငွေကုန်ကြီးကြများရခြင်းမျိုးတွေအခြေအနေနဲ့ပတ်သက်လာရင်ငွေကြီးအဲလက်လွန်လာမျိုးတွေအခြေအနေနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိရဲ့ရှစ်သူကြီးစားရဲ့အစံပေမှုကြောင့်ဖြစ်စေအဲမိမိရဲ့အခြေအနေနဲ့ပတ်သက်လာရင်ဆိုရလို့ဟိုအကြောင်းပြုပြီးတော့ငွေကြီးအကုန်ကြလေးအများတက်တဲ့အတွက်တော့ဒီချက်လေးတွေကိုတတိထားစင်ပြန်တော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီ မိမိချစ်သောမျက်နှာတော်သူကိုဖွင့်ပြောမနေပါနဲ့တယောက်တည်းနေပါတယောက်တည်းနေတာကောင်းပါတယ်ဘာလို့လဲဆိုတော့အထင်လွဲခံရတာမျိုးလေးတွေအဲကိုကဖွင့်ပြောကမှကြီးစားရှိတာတိလာတာမျိုးတွေပိုင်ချင်ရှိတာတိလာတာမျိုးတွေဖြစ်ရတဲ့အတွက်မိမိချစ်သောမျက်နှာတော်သူကိုလောလောလောဖွင့်ပြောတာမျိုးတက်တကယ်ကိုတူတူတိတ်တိတ်နဲ့ဆူဆူချမ်းချမ်းနဲ့နေပြီးတော့မှစွမ်းနာကိုတိတ်တိတ်ချာချာလိလာပြီးတော့မှတရားနဲ့တရားကူးနဲ့သူအဲတေချာလိလာရှိပြီးတော့မှဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်သောကာလဖြစ်တယ်။သမီးကြီးများအနေနဲ့ကတော့တုံးနဲ့တူတရားနဲ့တရား ပြဒနာလေးတွေမဟုတ်တဲ့ကိစ္စအသေးပွဲလေးရနေပြီးတော့တူတလူငါတမင်းဆိုတဲ့အပြိုင်ဆိုင်လေးကြီးငင်းခုံရတာလွဲကျွန်တော်ကတော့ဘာမှမဖြစ်ပါဘူးပြက်လိုက်ဆက်လိုက်ပြက်လိုက်ဆက်လိုက်နဲ့အဲဆွမ်းလာလို့ပေါ့ဟိုဖြစ်နေတတ်တော့လေးတိုက်တိုင်းယူနေတတ်တော့အခြေရေးကာလာကိုကြုံရတတ်ပေမဲ့လို့အဲဘာမှစိုးရိမ်ကြတော့မရှိလာတော့ကာလာဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုအကျိုးပေးသောအရာများကိုပဲဆက်လက်ပြောပြပြရစီဒီလက်တာတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ တနင်္ဂနွေသားသမီးတို့ကျာစာသီးသားသမီးတို့ရဲ့နဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တို့ကျာစာသီးနေ့တို့မှာလှုပ်ဆောင်တာဟာအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခီးသွွားကိစ္စလေးတွေခီးထွက်လို့တဲ့ကိစ္စလေးတွေမှာစနေနေ့တို့စနေရက်တို့မှာခီးသွွားတာမျိုးခီးထွက်တာမျိုးလေးတွေဟာမိစွေတွေရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးအားသာကံကောင်းစီတော့လာဖြစ်ပါတယ်အချိုးဖြစ်ကံကောင်းစီတော့အယောင်ဟာအဝါရောင်အစိမ်းရောင်အပန်းရောင်ဖြစ်ပါတယ်ခင်ဗျာအချိုးဖြစ်ကံကောင်းစီတော့ကဏ္ဍအခရာတွေနေနေဆိုရင်၃ကဏ္ဍ၇ကဏ္ဍ ကိုကနန်းနေတာမိတ်ဆွေတွေကခံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်အဋ္ဌိယံပြုလို့တဲ့စနိသာသမိမိတ်ဆွေဆရာငယ်မိတ်ဆွေများအဋ္ဌိယံပြုလို့တပတ်ဆိုရင်တော့အရဟံတိတ်ရှိဘဂဝါအောင်ဆိုတော့ယတိကြီးဥခံကြီးရဲ့ဂုံတော်ပတိကိုတနည်းကိုနှစ်ပတ်လုံးနဲ့ဆက်တည့်ရတိတိအဋ္ဌိယံပြုလိုက်ပါကမိတ်ဆွေတွေအခက်ခဲမှန်များပြပြောက်သွားစီမှာအတိအကျပဲဖြစ်တယ်စကားမဆက်ဖြတ်ပြောပြရစီ ရဟံမဟိယအန္တဇိယသူကနာလာတိတအတုလံစရဏံတိပုမူမှာတတ်မှန်ဆိုရဲရသိယုခဏီရငွေဝင်စီတော့တနာတိတိဆိုတော့ဂါရာလေးကိုတနေ့ကို28ခေါက်ရွတ်ရင်လဲငွေကြီးနဲ့ပတ်သက်လို့အထူးကောင်းကြောင်းဆရာကထက်လောင်းကြပြန်ညွန်လိုက်ပြရစီခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ချင်းအချို့ပြီးတော့အရဟတော်အရှိမြောက်တော်ရဖြစ်ပြီးတော့စန်းတီတာရကတော့တောင်စုစုရဖြစ်ပါတယ်ခင်ဗျ အကျိုးမပေးတတိထားတင်တော်ရက်အနေနဲ့ဆိုလို့ရှိရင်တော့မြောက်ဆုစုရက်ကိုခီးထွက်တာမျိုးလေးတွေကိုတတိထားပါတနင်္လာသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေဟာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမှုမူအားနည်းစေတော့လာဖြစ်ပါတယ်တတိထားဆင်ခြင်မရမှာတော့လာတဲ့ခါတိုင်းမှာ26 29 28ဒီသုံးရက်ကိုအရေးကြီးသောကိစ္စတွေမှာပြောမဆိုပါနဲ့တတိထားဆင်ခြင်ပေးပါအရေးကြီးသောကိစ္စပြောဆိုတဲ့ကိစ္စတွေမှာအထင်တော့အကြံကြာလေးတွေကြုံရတဲ့အတွက်26 29 28ဆိုတော့ရက်သုံးရက်ကိုတော့တာမန်အားဖြင့်တတိထားဆင်ခြင်ရန်လိုအပ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ဒါပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာသတိထားဆင်ခြင်ပေးရမယ်အချက်ကလေးတွေထပ်ကြည့်ပါလိမ့်မယ်။ဒါကတော့သတိထားဆင်ခြင်ပေးရမှာကတော့စကားကိုခရားလေးလေးလို့ပြောတာမျိုးလေးတွေသတိထားဆင်ခြင်ပေးပါ။စင်ကန်းတော်တိုးပြောတာမျိုးလေးတွေကိုသတိပြုဆင်ခြင်ပေးပါ။ငွေကြီးနဲ့ပတ်သက်လာရင်အာမခံပြောတာမျိုးလေးတွေအကျိုးမပေးပါဘူး။ရှိတာငှားတာလေးတွေမှာအားနည်းစီပါလေ။ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေကြီးဆွနာလို့ပေါ့ဟိုဆွနာလို့လူလိန်ခံရတာမျိုးလေးတွေအပြောကောင်းလို့ကိုကအကြွားတန်လို့အပြောကောင်းပြီလို့ မဖြစ်မနေပေးလိုက်ရတာမျိုးတွေငွေကြီးနဲ့ပတ်သက်လို့ကြုံရတတ်ပါတယ်။နေရာဆိုင်ကြီးနဲ့ပတ်သက်ပြီးတော့လည်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ငွေကြီးကြုံခက်ခဲတာမျိုးတွေကြုံရတတ်တယ်လို့အဲတပည့်လက်သားသားသမီးနဲ့ပတ်သက်လို့လက်အောက်ငယ်သားနဲ့ပတ်သက်ပြီးတော့လည်းငွေကြီးအကုန်ကြနဲတတ်သောကာလဖြစ်ပြီးတော့သားသမီးနဲ့ပတ်သက်လာရင်သားသမီးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်တတ်တော့လားသားသမီးစိတ်ညစ်စရာလေးတွေသာသမီစိတ်တော့ကအနေနဲ့ပြရမျိုးတွေကြုံရတတ်တယ်။ပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမဆိုတင်ယူလေ့လာခြင်းဟာမိမိရဲ့အနာဂတ်အတွက်အထောက်အပံ့ပြုစေတော့ပညာရေးလောကီပညာလောကုတ္တရာပညာတွေမှာရှေ့တိုဆောင်ရွက်လှုပ်ဆောင်မှုကောင်းသောကာလဖြစ်ပါတယ်။ ဘုရားတရားပုံမူလို့ပါမကောင်းတဲ့အတ္တပညာတွေအတိုက်ခိုက်ပြီးရိုးရာတွေညက်တွေမြိုးတက်တော်လာဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒီလကတော်တွေမှာမိတ်ဆွေတို့နဲ့သတိထားဆင်ခြင်ပြရမယ်အရာအ unit နဲ့ဆိုရင်တော့အထက်အောက်အနက်တေဝိတာမျိုးလေးတွေကိုသတိထားဆင်ခြင်ပြပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလကတော်တွေမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အကြွားတန်တာလေးတွေကိုသတိထားဆင်ခြင်ပြပါဒါအပြင်ဘာဘူးလှုပ်လို့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့အနေနဲ့အဲစနလို့ပါ နှစ်ဦးနှစ်ယောက်ကွဲဖက်လောက်တာမျိုးလေးတွေနှစ်ယောက်ထဲသွားလောက်တာမျိုးလေးတွေနှစ်ရက်နေမှာသွားလောက်တာမျိုးလေးတွေ 3 view စီရင်ပေးရလိုအကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျငွေကြီးနဲ့ပတ်သက်တာဘာလို့ဖြစ်ဖြစ်ငွေနဲ့ဖြည့်ရှင်းတာမျိုးတွေငွေကြီးနဲ့ပတ်သက်ပြီးတော့စကားလက်လွန်ပြောတာမျိုးတွေမှာတတိယစီရင်ပေးရလိုအပ်ပါတယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်ငါတို့ကသွင်းရင်းနေတော့အိမ်တော်ကြီးတွေမှာတော့အကြောင်းအရာမျိုးစုံကြောင့်ငွေထွေးမှုတွေပြန်လဲရရှိတာမျိုးတွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့ဒီကာလမှာ PO1 ငင်းချမ်းမှုနဲ့အေးချမ်းမှုတွေအလိုရှိနေတော့လာဖြစ်ပါတယ်စနေသားသမီးတွေအတွက် IUPDC ကတော့တစ်ကက်လောက်ဆွဲပေးပါရစေစနေသားသမီးမိတ်ဆွေများ လက်ရှိမှာမိမိတို့အနေနဲ့စေတနာတွေဝေဒနာပြရတတ်တယ်စကားကိုလက်လုံစကားလက်လုံမပြောပါနဲ့အဲသူများရဲ့ဂျားတုံးကြမှာမဝင်ပါနဲ့အေးသူများတွေရဲ့ဂျားတုံးကြဆိုတော့မိသားစုဂျားထဲမှာပူပါဝင်ပြောကမှအဲစေတနာတွေဝေဒနာပြရတာမျိုးလေးတွေဒီကလာတော်တွေမှာဂျားတုံးကြမဝင်ကောင်းဘူးဆိုသလိုစေတနာတွေဝေဒနာပြရတတ်တယ်သူများရဲ့အိမ်တွင်းကိစ္စလေးတွေမှာပူပါဝင်ရောက်ကူညီကမှအထင်လွဲမုန်းတာမျိုးလေးတွေသတိပြုစင်ညာလိုအပ်တော့လာဖြစ်ပါတယ်ဒါအပြင် စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မိမိအိမ်မှာအဆုတ်တွေရှိလို့ရှိရင်စုံမိပါအိုးအဆုတ်တွေအိုးအပယ်တွေအဲဒိတ်ကုန်နေတော့အဆွမ်းလာလို့ပေါ့ရက်ကုန်နေတော့အရာတွေပြက်ကြတဲ့အဟောင်းတွေအပြက်တွေရှိလို့ရှိရင်လည်းစုံမိဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်ဒီကြတာတော့ဒီမှာမိတ်ဆွေတို့ခင်ဗျာလော်ကီဆရာတွေကထောက်ကူပြုခြင်းမျိုးတွေအဲဆွမ်းလာလို့ပေါ့ယဟန်တန်ကားတို့ဘာသာရေးဆိုင်ရာတို့ဖုန်းကြီးတို့ယဟန်တို့အစရှိတဲ့ပုံကိုယ်တွေရဲ့အကူအညီကိုရရှိတတ်သောလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကြတာတော့ဒီမှာဆိုလို့ရှိရင်တော့အဲ မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့တံကိုတိုးတက်ကောင်းမွန်စေရန်အတွက်ဆိုလို့ရှိရင်တော့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလူရာကိစ္စအမှုကိစ္စကိုမပြောမီမသွားမီမှာမိမိတို့ရဲ့အိမ်မှာရှိတဲ့မျက်စွာဖရားကိုတောက်ရီခုနှစ်ခွက်တိတိတောက်ရီခုနှစ်ခွက်တိတိလှူပြီးတော့မိမိရဲ့လူရာကိစ္စမှုကိုအောင်မြင်ပါစေဆိုပြီးတော့ကျိန်းတည်ဆူတောင်းပြီးတော့သွားလာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေတော်လာဖြစ်ပါတယ် ။ဘဇက်ကဖေကလက်ကကာယမလုပ်ပါနဲ့။ဘာသာတရားပုံမလုပ်ပါ။အတက်ကြီးသူတွေမရှိသူတွေဆင်းရဲသူတွေအဆရှိတဲ့ပုံပုံမျိုးလေးတွေကိုလာစင်လာတိုင်းဖြစ်စီအပတ်စင်ပတ်တိုင်းဖြစ်စီမှာကိုတက်နိုင်တလောက်စားတောက်เสียစားဖို့နေရေးဆိုတယ်လို့ပဲဇီဝိဒသဒ္ဒနာလေးလူတန်းအာမျိုးဖြစ်စီစားတောက်ကိုเสียလေးတွေလူတန်းအာမျိုးအားဖြင့်မြများပြုလုပ်ခြင်းဖြင့်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေသောကာလဖြစ်ပါတယ်။သူများရဲ့ဓာခုတ်ရကြတဲ့လက်မဝင်ပါနဲ့။ ဘာလို့ဒီစေတနာတွေဝေဒနာပြရတဲ့အတွက်တော့ကြောင့်လို့ဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့မိမိရှိတာကိုကြွားတာမျိုးတဲ့သူများတွေရဲ့စကားကိုပဲများများနားထောင်ပြီးတော့ကိုကဝင်ပြီးတော့စိတ်လို့လိုက်ရဝင်ရောက်ဆုံးဖြတ်ဆောင်ရွက်ပြီးတာမျိုးလေးတွေကိုတော့တတိယဆင်ခြင်ပြရန်တော့လိုအပ်တော့ကာလဖြစ်ပါတယ်လက်စက်နဲ့ပတ်သက်တာမျိုးလေးတွေ၊ကံရွယ်အသုံးပြုတဲ့အခါမှာသတိထားစင်ရင်ပြရလိုအပ်သောကာလဖြစ်ပါတယ်။မိမိတို့အနေနဲ့ဒါလေးကိုသတိပြုစင်ရင်ရတော့လိုအပ်သောလားဖြစ်ပါတယ်။အဆက်ဆက်အရာရာမိမိတို့ရဲ့အဲရောင်းကုန်တွေ၊ဝယ်ကုန်တွေအယောက်တွေအယောက်ဖက်စီကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေမပြောမိမှာ ဆရာလက်ရှိမန္တလေးရောက်နေပါတယ်အစာကြီးကွန်ဒို74 24 25လမ်းမှာပါခင်ဗျာတော့ဆရာနဲ့အေးဆေးတွေ့ကျင်နေဆိုရင်ဆရာအောင်ငကူကပုံမှန်မင်းနေကြတိုင်းဖြစ်တယ်ခွန်ကိုတုံညာနေကိုတုံညာ၄တိချောက်ဝါအက်တယ်လီဂရမ်မှာဖြစ်စီဗိုက်ဘာနံပါတ်96350 50 90မှာဖြစ်စီဗီဒီမီလို့လည်းရတယ်လို့မိတ်ဆွေတို့နေဆရာဆရာနဲ့တွေ့ကျင်လို့ပါဆိုဆရာဆင်းရင်တင်ပေးပါမိတ်ဆွေတို့မန္တလေးဘယ်မှာနေလဲဆရာဖုန်းပြန်ဆက်တော့ရအောင်ပြပါဆရာရက်ချင်းကိုရှိမှလည်းရှိသေးတယ်ဆိုရက်ချင်းရမယ့်ရက်ကိုဆရာဖုန်းပြန်ဆက်ပေးပါမယ်အေးဆေး private တွေ့ကျင်တဲ့သူတွေပဲဆရာတွေ့ပေးပါမယ်လို့ဆရာကပြောရင်းနဲ့ မိတ်ဆွေစနေသားသမီးတွေမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်အတွက်အယောင်ဖက်ဆက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးတစ်ခုနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့ရိုက်ကုန်ထိပ်ပြီးရောင်းလိုက်တာနော်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်တစ်ခုနဲ့ရိုက်ကုန်ထိပ်ပြီးတော့ရောင်းထွက်ပါစေဆိုရိုက်ကုန်ထိပ်ပြီးရောင်းလိုက်ပါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်အတွက်အယောင်ဖက်စီပြီးတော့ရောင်းဝယ်မှုတွေအားကောင်းလာပါပါအဆက်ဆက်ရရအစဉ်ပြေအားကောင်းစီပြီးငွေရေးကြေးကတ်အားကောင်းစီရန်အတွက်တလတာလုံးငွေဝင်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ဖြင့် ဆရာအများအားပြီးလိမ့်စီပါလေငွေကြီးနဲ့ပတ်သက်လို့ငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစီအပြီးအောင်မြင်တိုးတက်စီပြီးတော့ကံကောင်းစီရန်အတွက်ငွေကြီးကံအားပြုစီရန်အတွက်ရေဒီယာအနေနဲ့ဆိုရင်တော့ဖြစ်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့နော်မိမိတို့ရဲ့ဟိုစက်လာတော့ဈေးဆိုင်သို့မဟုတ်လို့ရှိရင်မိမိတို့ရဲ့အိမ်အတွင်းမှာဖြစ်စေမိမိတို့မျက်စွာမျက်စွာဖေးရမှာလှူထားတဲ့တောက်ရည်တွေကိုစွန့်မစွန့်မိတဲ့အခါလောကဝိတုဆိုပြီးတော့အခေါက်40တိတိရွတ်ပါကြပြန်မပါဘူးနော်ရေဖန်ကွက်လေးဖះရတတ်တော်ကြီးလေးကိုစွန်းစွန့်ပြီးတော့ရေလေးကိုလမ်းကြိုးလေးနှစ်ခုနှုတ်နှစ်ပြီးတော့ ဖြစ်ပါလေဖန်ခွက်ဖြစ်ဖြစ်မြတ်စွာဘုရားမှာပြတဲ့တောက်ရည်လေးတစ်ခွက်ကိုယူယူပြီးတော့စုံယူပြီးတော့လက်ညိုလေးနှစ်ချောင်းနဲ့လောကဝိတုဆိုအခေါက်၄၀ကျော်ရွတ်ပြီးတဲ့အခါမိမိတို့ရဲ့ဈေးဆိုင်လေးအိမ်လေးလုပ်ငန်းလေးဖခင်ကျောင်းဆောင်လေးအခန်းလေးမှာလိုက်ပြီးတော့ဖျံမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အိမ်တွင်းဝိုင်းတွင်းစိုင်တွင်းမှာပိတ်နေတဲ့လက်လာပါလိပြန်လဲပွင့်လန်းစီပြီးအဆက်ဆက်ရရအောင်မြင်တိုးတက်စီမှာဂျင်းတွေပေါက်ပြောရင်းနဲ့စနေသားမိတ်ဆွေတွေအားလုံး 2025ခုနှစ်ဒါကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေအတွက်အောက်တိုဘာ10လပိုင်းအတွက်တစ်လစာချောင်းရံဆောင်ရံအတွက်ကံကြမ္မာဖော်စလန်ကိုဆရာကဟောကြားပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ2025ဆယ်လပိုင်းဒီမှာယတနာစိန်ချောက်ဇေတောက်တိုင်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြူလို့စီစဉ်ဥစ္စာတွေတိုးပွားကြပါစေကြောင်းဆရာကမေတ္တာပို့ထောပနာပြုဆန္ဒပြုနေတယ်။ကဲစနေနေ့နောက်တစ်ပတ်မှပြန်ဆုံပါမယ်ခင်ဗျာ။